မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မန္တလေးမှာဌာနဆိုင်ရာအရေးကြီးဆော်ရဆော်ရတဲ့ပါဝင်ရုံသုံးပစ္စည်းတွေကိုအရေးပေါ်ရွှေ့ပြောင်းရတယ်ဝန်ထမ်းတွေကိုလုံခြုံတဲ့နေရာကိုရွှေ့ပြောင်းရေးစီမံထားရန်ညွှန်ကြားချက်တွေထွက်လာပြီး မန္တလေးတမြို့လုံးလုံခြုံရေးတွန်းမြင့်တာကခုခံစစ်တွေစစ်ကောင်စီတပ်ကပြင်ဆင်နေပါတယ် အမေရိကန်ဒေါ်လာကိုကျပ်6000ကျော်ဈေးမြင့်တက်လာမှုမှာခက်တဲ့မီဒီယာအပါအဝင်လူမှုကွန်ရက်ဆက်မနာ10ခုကြောင်းလို့ဆိုတာစစ်ကောင်စီဘိုးဘန်ကအရေးယူမဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတက်ဆက်ပေးကြတဲ့တဲ့ပုတ်ကတော့မန္တလေးမြို့မှာအကြက်ဖက်စစ်ကောင်စီလောက်ခန္ဓာဆိုင်ရာတွေအနေနဲ့အရေးကြီးဆဲဆန်တဲ့ပါဝင်ရုံသုံးပစ္စည်းတွေကိုအရေးပေါ်ရွှေ့ပြောင်းကြဖို့နဲ့ဝန်ထမ်းတွေကိုပါလုံခြုံတဲ့နေရာကိုရွှေ့ပြောင်းကြဖို့စစ်ကောင်စီကအရေးပေါ်ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့စီရီယန်ဗိုလ်ကြီးစင်ရောစီကနေသိရှိရပါတယ်။ဩဂတ်လ10ရက်နေ့ဖြစ်တဲ့မနေ့ကရက်စွဲနဲ့ပဲ ထုတ်ပြန်လိုက်တဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမန္တလေးတိုင်းမြေစင်းဦးစီးဌာနရုံးရဲ့ရုံးစာမှာဆိုရင်လက်ရှိမန္တလေးမြို့မှာလုံခြုံရေးအခြေအနေအရဌာနပိုင်ဆိုင်ရာအရေးကြီးဆောင်ရွက်စရတဲ့နေအပါအဝင် ရုံးသုံးပစ္စည်းတွေကိုအရေးပေါ်ရွှေ့ပြောင်းကြဖို့နဲ့ဟိုနန်းတွေကိုပါလုံခြုံတဲ့နေရာကိုရွှေ့ပြောင်းကြဖို့ဖော်ပြထားပါတယ်။အဲလိုစစ်ကောင်စီလာအောင်ကံမြို့နယ်ဦးစီးဌာနမှုတွေအနေနဲ့ရွှေ့ပြောင်းရေးအစီအမံတွေကိုရေးဆွဲပြီးရင်အထက်ကိုပြန်လည်တင်ပြဖို့ပါညွှန်ကြားထားရလို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းအကြမ်းဖက်စစ်ကောင်စီကမန္တလေးမြို့မှာလုံခြုံရေးတွေကိုအထူးတင်းကျပ်ထားအောင်တာမကမြို့ရဲကသူတို့ရဲ့အလဲပိုင်းတိုင်းဆက်တနာချုပ်တရှိရာနန်းတွင်ကျုံပပလည်းမှာလည်း တဲ့တွေနဲ့ဘန်ကာတွေကိုစောက်တာတွေ CCTV တွေတက်တာတွေအတွင်းပြည်လုံခြုံရေးတွန်းမြင်တာတွေကိုလှုပ်ဆောင်နေပြီးအကြီးအကျယ်ခံစစ်ကိုပြင်ဆင်နေကြပြန်တယ်လို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့မန္တလေးတိုင်းညောင်ဝန်နယ်ကလတဲရွာမှာစစ်သားတစ်စုဆောင်ပေးနေတဲ့အုတ်ချုပ်ရည်မှုလှမြင့်ဦးကိုပြစ်ခတ်တက်ခတ်ရကနေတေသွားခဲ့လို့ပကံပြည်ဘလူးတက်ကတာဝန်ရှိသူတို့ကပြပြပါရယ်။ဩဂတ်စ်လ၈ရက်နေ့ည10:00နာရီမှာညောင်ဝန်နယ်ကလတဲကျွရမှာအကြက်ပဲစစ်တက်ခတ်အုတ်ချုပ်ရည်မှုလှမြင့်ဦးခေါ်ပကြဲကိုနေရင်တွင်းဝင်ရောက်ပြစ်ခတ်တက်ခတ်ခဲ့ရမှာပွဲချင်းပြီးတေဆုံးသွားခဲ့တာဖြစ်ပြီးလက်လုံပွိုင်၂၂တနက်တလဲကြည်စံ9000နဲ့လက်ပစ်ပုံးနှလုံးတို့ကိုတင်းဆက်ရရှိခဲ့လို့လည်း ရပါတယ်။ဒီပြစ်ခတ်တက်ခတ်မှုကိုပကံပြည်ဘလူးတက်နဲ့ငတရောက်ပီတီအက်တပ်ဖွဲ့တို့ကပူးပေါင်းကရှင်းလင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ညောင်ဦးနယ်တွင်အကြက်ဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေအနေနဲ့တာဝန်ကလည်းအ мян ဆုံးနှုတ်ထွက်ပြီးပြည်သူလူထုနဲ့အတူရပ်တည်ပူးပေါင်းကြဖို့အတွက်ပကံပြည်ဘလူးတက်ကတာဝန်ရှိသူတို့ကတိုက်တွန်းပြောကြားထားပါတယ်ရှင်။ဒီတခါမှာတော့အမေရိကန်ဒေါ်လာကိုငွေကျပ်6000ကျော်ဖြစ်လာမှုမှာ ခေတ္တမီဒီယာအပါအဝင်လူမှုကွန်ရက်ဆက်မျက်နှာ၁၀ခုကြောင့်လို့ဆေကစစ်ကောင်စီဘိုးဘန်းကအရေးယူမယ်လို့မနေ့ကညနေပိုင်းမှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။လံငညာငွေလဲလှယ်တော့ကမောက်ကမဖြစ်စလိုတဲ့ရွယ်ချက်ဈေးကစားလိုတဲ့ရွယ်ချက်တွေနဲ့လူမှုကွန်ရက်ဆက်မျက်နှာတွေဖြစ်ကြတဲ့ Facebook, Telegram, Viber စတဲ့ online platform မျိုးစုံကနေအမှန်တကယ်အယောင်ဝင် ဖြစ်တဲ့ဈေးလုံးတွေနဲ့အယောင်ဝင် မရှိဘဲပေသူတို့ထင်အောင်ထင်မှားဖြစ်စေရန်နဲ့လံငညာငွေဈေးကွက်ပြပြားစေရန်ဆောင်ရွက်နေရလို့ဘိုးဘန်းကကြေညာ ာထားပါဗျ။ဒါကြောင့်ဒေါ်လာဈေးကိုစွဲတင်တဲ့ NUG Gas စတဲ့ Viber Group တွေလှိုင်းထက်အားကယူရိုဒေါ်လာရောင်းဝယ်ပို့ဆောင်သူများစုံစည်းရာဒေါ်လာရောင်းသူဝယ်သူတရိုက်စွမျက်ကြော US vs Burma Dollar Jet Trade ရွှေမင်းကန်ငွေလဲဆိုင်ခေတ်သစ်မီဒီယာစတဲ့ Facebook Page တွေ Group တွေအပြင် Telegram မှာရှိနေတဲ့မျိုးစုံအောင် Golden Currency တို့ကိုအရေးယူသွားမှာဖြစ်တယ်လို့လည်းကြေညာထားပါဗျ။မနေ့ကဈေးကွက်မှာ American Dollar ကိုငွေကျပ်6000တိမြင့် င်းတက်လာမှုမှာပြည်တွင်းမှာစီးပွားရေးဈေးကွက်တစ်ခုလုံးပြိုလဲလာခြင်းကြောင့်ဖြစ်တယ်လို့လည်းရန်ကုန်စီးပွားရေးသမားချို့ကသုံးသပ်ထားပါတယ်။မနေ့ကအမေရိကန်ဒေါ်လာကို6150ကျပ်တိဈေးနှုန်းမြင့်တက်လာခဲ့ပြီးညနေပိုင်းမှာတော့ဒေါ်လာကို6100ဝန်းကျင်နဲ့ဈေးပိတ်သွားခဲ့လို့လည်းသိရပါတယ်ရှင်။ ရခိုင်ပြည်နဲ့တရင်တပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ပြည်စစ်တွေမြို့ကစစ်တွေအကျဉ်းတောင်မှာထောင်ဝင်စာတွေ့သူမိသားစုဝင်တွေဟာဂိတ်ဆောင်တွေကိုငွေပေးနေရလို့ထောင်ဝင်စာတွေ့သူတွေကပြောဆိုကြပါရစေ။အကျဉ်းကျနေတဲ့မိသားစုဝင်တွေကိုအစားအသောက်တွေပေးလို့ရင်ဂိတ်ဆောင်ကိုပတ်စံပေးပြီးမှသာလက်ခံကြတာဖြစ်တယ်လို့လည်းထောင်ဝင်စာတွားတွေ့သူစစ်တွေဒေသခံတို့ကပြောပြပါရစေ။ထောင်ဂိတ်ဆောင်ကိုပေးရတဲ့ငွေကြေးဟာကျပ်9000ကနေ1000အထိဖြစ်ပြီးထောင်ဝင်စာတွေ့သူတိုင်းမှာအကျဉ်းတိုင်းပေးနေကြ တာဖြစ်တယ်လို့လည်းသိရပါဗျ။ထာဝရစာလာတွေ့သူတွေကိုအခုလိုပြုလုပ်နေတာဟာလက်ပေးလက်ယူမှုပြုလုပ်နေတာဖြစ်တယ်လို့လည်းရခိုင်လူခွေကာကွယ်မြင့်တင်သူများအဖွဲ့ဒါရိုက်တာဖြစ်တဲ့ဦးမြတ်ထွန်းကပြပြပါဗျ။စစ်တွေအကျဉ်းတောင်မှာထာဝရစာတွေ့သူတွေဟာ ငွေပေးနေရတဲ့အပြင်အကျဉ်းသားတွေဟာလည်းထမင်းဝယ်ယူစားတောင်းနေရလို့စစ်တွေအကျဉ်းတောင်တဲ့နှိစက်သူတွေကပြောဆိုကြပါဗျ။ဆက်လက်ပြီးစစ်တွေမြို့မှာမြို့ကံမဟုတ်တဲ့ဒေသခံပြည်သူတွေဟာအခုလအတွင်းမှာဇက်တိုက်ဖမ်းဆီးခံရပြီးစစ်တွေအကျဉ်းတောင်မှာလည်းအဆောင်မလုံလောက်တဲ့အတွက်ကြောင့်အဆောင်ဟောင်းတွေမှာနေထိုင်နေရတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ တဆက်တည်းမှာပဲရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဘုံမူကျေးရွာမှာအကြမ်းဖက်စစ်တပ်ကလူသားတိုင်းဖြစ်ဖမ်းဆီးထားတဲ့ပြည်သူ300ခန့်ကိုအေအေကကယ်ထုတ်ခဲ့လို့သိရပါဗျ။ဩဂတ်စ10ရက်နေ့မိုးလွတ်တနင်္လာနေ့မှာမောင်တော်မြို့နယ်ဘုံမူရွာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့သူတို့လက်အောက်ခံလက်နက်ကင်တွေက လူသားတိုင်းကပြည့်ဖန်စီထင်းချုပ်ချုပ်လောင်ပိတ်လောင်ထားခံရတယ်။တက်ကြီးရွယ်တွေအမျိုးသားအမျိုးသမီးတွေနဲ့ကလေးငယ်တွေစတဲ့ပြည်သူ300ခန့်ကိုအေတပ်ဖွဲ့ဝင်တွေကတိုက်ပွဲကြားကနေကယ်ထုတ်ကာလုံခြုံတဲ့နေရာကိုပို့ဆောင်နိုင်ခဲ့လို့လည်းသိရပါတယ်။ပြည်သူအချို့ကအကြမ်းဖက်စစ်သားတွေနဲ့သူတို့လက်အောက်ကလက်နက်ကန်တွေကကာလကြာရှည်စွာလူသားတိုင်းကပြည့်အုံပြုခံထားတဲ့အတွက်စားနပ်ရိက္ခာပြတ်တောက်ပြီးအစာရေစာပြတ်လတ်မှုတန်းကိုခံစားခဲ့ကြလို့လည်းသိရပါတယ်။အရခတက်တော်အနေနဲ့ မောင်တော်မြို့ကအကြက်ဖက်စစ်ကောင်စီရဲ့လက်တံစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့နေတူမောင်တော်မြို့သင်းတိုက်ပွဲကိုလည်းဆင်နွှဲနေတယ်လို့သိရပါဗျ။ဒါကြောင့်မောင်တော်မြို့နဲ့အနီးအနားကြေးရွာတွေကရာသူရွာသားတွေအနေနဲ့တိုက်ပွဲနဲ့လွတ်ရနေရာတွေကိုတင်းရှောင်လာကြစေဖို့အတွက်ဇွန်လ16ရက်နေ့ဩဂတ်လ9ရက်နေ့မှာအတိပေးချက်တွေထုတ်ပြန်ထားပါဗျ။အဲလိုထုတ်ပြန်ကြေညာပြီးတဲ့နောက်မှာဖက်စစ်စစ်ကောင်စီတပ်သားတွေနဲ့သူတို့ရဲ့လက်အောက်ကလက်လက်ကန်အဖွဲ့တွေဟာမွတ်စလင်ကြေးရွာတွေကပြည်သူတွေကိုထုတ်ခွာခွင့်မပြုဘဲလူသား ားတိုင်းကပြအသုံးပြုဖို့ခေါ်ဆောင်ထားတယ်လို့လည်းအေအေကဆိုပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့တဲ့ပုတ်ကတော့မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါ့မြို့နယ်ကစေဘေးရှောင်ကြီးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်တန်ကားတော်တပါးဟာပြန်လည်တော်မူသွားခဲ့ပြီးခလေးငယ်တွေအပါအဝင်ပြည်သူအများအပြားဟာပြင်းထန်တရားရှိခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကတာဝန်ရှိသူတို့ကပြောပြပါရယ်။ဩဂတ်စ်လ9ရက်နေ့ကပေါ့မြို့နယ်အရှိမြောက်ပိုင်းဒေသနဲ့မြိုင်မြို့နယ်အနောက်တောင်ပိုင်းဒေသက စေဘေးရှောင်ကြီးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေ MI-35 Jet Fighter တို့ ဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဘုံကျဲတက်ခတ်မှုကြောင့်တန်ကာတော်တဘာဟာပြန်လည်တော်မူသွားခဲ့ပြီးအသက်၄နှစ်နဲ့9နှစ်အရွယ်ရှိတဲ့ကလေးငယ်တွေအပါအဝင် ပြည်သူအများပြားဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။အကြက်ဘက်စစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခတ်မှုတွေထိခိုက်ဒဏ်ရာရရှိသူတွေမှာအသက်၈၄နှစ်အရွယ်ရှိတဲ့ဒေါ်ဆန်းအပါအဝင်အသက်၄နှစ်အရွယ်ရှိတဲ့ကလေးငယ်နဲ့တန်ကာတော်တဘာအပါအဝင်၁၂ဦးကဒဏ်ရာရှိသွားတယ်လို့လည်းအညာအမြစ်တပေါင်းစုကတာဝန်ရှိသူတို့ကပြောပြပါရရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။